အပမအုပ်ဆုံးလက်ရှိဖြစ်ပေါ်နေတဲ့မိုးလေဝသအခြေအနေများကိုတင်ပြမယ်ဆိုရင်မိုးလေဝသကျူးကျူးကရပ်ယူပြပိုးတဲ့တင်ပုံများအရလောလောဆယ်မှာဘင်္ဂလားပင်လယ်အော်ရဲ့အလဲပိုင်းမှာအကောင့်နဲ့ဒေတာကြီးတစ်ခုဖြစ်ပေါ်နေတာတွေ့ရပါတယ်။အဲ့ဒါကတော့အဲ့ဒီဒေတာမှာလွန်ခဲ့တဲ့ရင်းများကလေးကဖြစ်ပေါ်နေတဲ့လေပြင်းရဲရဝန်းနဲ့ပတ်သက်တဲ့ဒေတာကြီးပဲဖြစ်ပါလေ။မြန်မာနိုင်ငံရဲ့တောင်ဘက်တခြားသုံးမှာလည်းပစိဖိတ်သမုဒ္ဒရာအထိ တိမ်များထူရက်စွာပြည်တွင်းနေပြီးတော့အရှိအနောက်တန်းစီပြီးဖြစ်ပေါ်နေတာတွေ့ရပါတယ်မြန်မာနိုင်ငံတောင်းအောင်မှာတော့အများအပြားတိမ်များကင်းစင်နေတာကို တွေ့ကြရပါတယ်ပြီးခဲ့တဲ့ January လ7ရက်နေ့မှာ20ရက်နေ့ထိဒုတိယဆဲပတ်တွင်မြန်မာနိုင်ငံတောင်းအောင်ရွာတော့ခဲ့တဲ့ဘုရားတော်မူအနေဓာတ်တွေကိုလေ့လာကြည့်တဲ့အခါမှာတော့မြန်မာနိုင်ငံတောင်ပိုင်းမှာမိုးကောင်းနေတာကိုတွေ့ရပြီး ကြံကြပြီလုံးမှာတော့အများဖြင့်မူလုံးဝမရောသုံးခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်ကြံကြွကြီးလာဒုတိယဆဲဘတ်တွင်မှာလိုက်ကိုဖန်တထုံမော်ဒမြိုင်တဝဲဘိတ်ကော့တောင်းစတဲ့မြို့တွေမှာဘူးရသမှုဟာရွာသွင်းထက်ကျော်လွန်ခဲ့တာကိုတွေ့ရပြီးကြံသေးတာအားလုံးမှာတော့မူလုံးဝရွာသွင်းမှုမရှိခဲ့တာကိုတွေ့ရပါတယ်။ ဘင်္ဂလားပင်လယ်ော်ထဲမှာလက်ရှိဖြစ်ပေါ်နေတဲ့ပင်လယ်ရေလိုင်းအမြင့်တွေကို NASA ရဲ့ဂျူရုတိုင်းကြခြင်းများမှကြည့်တဲ့အခါမြန်မာကောင်ရန်တခြားလုံးမှာလိုင်းမြင့်၃ဘီကန့်ဖြစ်ပေါ်နေကြတွေ့ရပြီးကမ်းလွန်ဒေသတွေမှာတော့၄ဘီကန့်ဖြစ်နေကြကိုတွေ့ရပါလေလိုင်းအမြင့်ဆုံး6ဘီမှ8ဘီကန့်လိုင်းအမြင့်တွေကိုတော့၄ဘီကန့်ရဲ့ရောင်ဝန်းဖြစ်ပေါ်နေတဲ့ဘင်္ဂလားပင်လယ်ော်ရဲ့အရှိတောင်ပိုင်းမှာ ဖြစ်ပေါ်နေကြကိုတိုင်းကြရရှိထားပါတယ် မုံတိုင်းပြပေါ်နိုင်မှုအလားလာဂျိုတင်ကမန်းကျင်များကိုကြည့်တဲ့အခါအခုလောလောဆယ်မှာဘင်္ဂလားပင်လယ်အော်ထဲမှာမုံတိုင်းပြဖို့အလားလာအများအပြားညော်နေနေကြတွေ့ရပါတယ်ဒါပေမဲ့လို့ဘင်္ဂလားပင်လယ်အော်ရဲ့တောင်ပိုင်းမှာတော့လေတုမငြိမ်မသက်မှုအနည်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်အရှိတ်မှာရှိတဲ့တောင်တိုးပင်နယ်ပြင်တောင်ပိုင်းမှာလေတုမငြိမ်မသက်ဖြစ်နေတဲ့အပြင်မုံတိုင်းတစ်ခုဖြစ်လာဖို့အလားလာအနည်းငယ်ရှိနေတာကိုလည်း တိုင်းကြရရှိပါလေအလားတူပဲပစိအနောက်ဘက်မှာလည်းလေကျူးမငြိမ်မသက်ဖြစ်နေပါလေလောလောဆယ်ကာလဟာကမ္ဘာတောင်မချမ်းမှာနွေရာသီကာလဖြစ်တဲ့အတွက်ကမ္ဘာတောင်မချမ်းဒေသအလုံးလိုလိုမှာလေကျူးမငြိမ်မသက်ဖြစ်နေတဲ့အပြင်မုန်တိုင်းဖြစ်ဖို့အလားလာများလည်းဖြစ်တွန်းနေတာကိုတွေ့ကြရပါလေလာမယ့်ရင်းများမှာမိုးရွာသွန်းမှုခမန်းကြည့်ရမှာတော့မြန်မာနိုင်ငံလုံးမှာအများဖြင့်မိုးရွာသွန်းမှုညှော်နေနိုင်ပြီး မြန်မာနိုင်ငံရဲ့တောင်ဘက်တစ်ချောင်းမှာတော့မိုးရွာသွန်းမှုဟာဘင်္ဂလားပင်လယ်အော်ရမကအာရေဗျာပင်လယ်ကနေပြီးတော့ပစိဖိတ်တပုတ်တရာထိမိုးများရွာသွန်းနိုင်တဲ့အနေအထားရှိတာကိုတွေ့ရပါတယ်။ဒုတိယရက်တတတပတ်မှာလည်းအလားတူပဲမိုးရွာသွန်းမှုအေရှားများဟာပစိဖိတ်ဒေသဘက်မှာပုံမူများပြားလာတာကိုတွေ့ရပြီးဘင်္ဂလားပင်လယ်အော်နဲ့အာရေဗျာပင်လယ်ဘက်မှာတော့အငင်းငယ်ရော့နေကြဆင်းလာတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့မိုးရွာသွန်းမှုအလားလား မရှိနိုင်သေးဘူးလို့ပဲဆက်လက်တွက်ချက်ရရှိထားပါတယ်။ဘင်္ဂလားဘင်္ဂလားထဲမှာတိုက်ခတ်ခဲ့တဲ့လေတိုင်တုံးအနေထားတွေကိုပြီးခဲ့တဲ့ရဲစခန်းအတွင်းပြန်လည်ကြီးစုတဲ့အခါမှာဒီလိုရာသီမျိုးမှာမြန်မာနိုင်ငံတောင်ပိုင်းကိုတက်ခတ်တဲ့အရှိလေပြင်းများဟာပြီးခဲ့တဲ့တစ်ပတ်မှာတော့သီးသီးသာသာအားကောင်းခြင်းမရှိဘဲတနင်္သာရီတိုင်းလောက်မှသာအနည်းငယ်တိုက်ခတ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့လာမယ့်ရဲစခန်းအတွင်းမှာတော့ အရှိလေပင်များဟာပစိဖိတ်သမုဒ္ဒရာကအစပြုပြီးအာရေဗျပင်လယ်အထိရောက်အောင်အရှိလေပင်များတိုက်ခတ်နေတဲ့အနေအထားရှိနေပါလေမြန်မာနိုင်ငံတောင်ပိုင်းတင်းတင်းသာကြီးကာယူဒန်ကမ်းလွန်ပင်လယ်ပြင်ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အလယ်ပိုင်းစတဲ့ဒေသတွေမှာလာမယ့်ကြမ္မာအတွင်းမှာအရှိလေပင်များသီးသီးသာသာပုံမူအားကောင်းလာနိုင်တဲ့အတွက်အဲ့ဒီဒေသမှာတော့လေတံလိုင်းတံများကိုတရေပြူတွာလာဖို့ လုံမဲလို့ရေရင်များအတွက်အတိပေးပြင်ပြလိုပါလေပြီးခဲ့တဲ့ရေပေါင်း30အတွင်းမြန်မာနိုင်ငံတော်မှာရွာသွန်းခဲ့တဲ့မိုးရွာသွန်းမှုအနေအထားတွေကိုပြန်လည်ကြည့်တဲ့အခါချင်းပြည်နယ်မှာမိုးရွာသွန်းမှုညှော်နေခဲ့ပေမဲ့တပီလုံးမှာအများအပြားမိုးအနည်းနဲ့အများရွာသွန်းခဲ့တာကိုတွေ့ရပါလေအများအပြားမိုးကောင်းခဲ့တဲ့ဒေသများကတော့မြန်မာနိုင်ငံရဲ့အရှိပဲရှမ်းပြည်နယ်အရှိပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်းတို့ဖြစ်ကြပါလေ။ ဒီရွာသွုံးမှုတွေဟာပုံမှန်ရွာသွုံးမြေမိုးကြီးများနဲ့နိုင်ရှင်ကြည့်တဲ့အခါမှာတော့ပုံမှန်ရွာသွုံးမြေထက်ရှမ်းပြည်နယ်အရှေ့ဘက်မှာကျော်လွန်ခဲ့ပါလေအလားတူပဲတနင်္သာရီတိုင်းမြောက်ဘက်မှာလည်းရွာသွုံးမြေထက်ကျော်လွန်ခဲ့တာကိုတွေ့ရပါလေရက်ရှိခမန်းကျဲအနေနဲ့တော့ဖေဗရီလကစပြီး3လအကြာဧပြီလအထိပင်လယ်ရေမြန်မြန်အပူချိန်များကိုကြည့်တဲ့အခါ မြန်မာနိုင်ငံကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာပင်လယ်ရင်မြေပြင်အပူချိန်တွေဟာပုံမှန်ရဲ့အထက်ဓာတ်သမ9ကနေပြီးတော့1ဒီဂရီစင်တီဂရိတ်လောက်အထိ ကျော်လွန်နိုင်တယ်လို့ခမန်းရရှိထားတဲ့အတွက်ဒီနှစ်မှာတော့ပင်လယ်ရင်မြေပြင်အပူချိန်များကိုတတိထားကြည့်နေဖို့လိုမှာဖြစ်ပါတယ်လာယူရင်မိုးရွာသွန်းမှုကမ္ဘာကြီးများကိုကြည့်တဲ့အခါလာမယ့်အီဘီလာတီမြန်မာနိုင်ငံတော်လုံးမှာ မိုးရွာသွန်းမှုမရှိနိုင်ပဲအများအားဖြင့်ခြောက်တွေ့နိုင်တယ်လို့ခမန်းရရှိပါတယ်။အဘူဂျင်းခမန်းကျင်များဟုအကြီးကျယ်ခါမတော့လာမဲ့အီဗီလာကြီးမြန်မာနိုင်ငံတော်လုံးမှာအဘူဂျင်းများဟာအထူးသဖြင့်ကချင်ပြည်နယ်၊စကိုင်းတိုင်းထက်ပိုင်းမကွေးတိုင်းချင်းပြည်နယ်၊ပဲခူးတိုင်းရခိုင်ပြည်နယ်အလဲပိုင်းအေရဝတီတိုင်းမြောက်ပိုင်းကယားပြည်နယ်၊ကရင်ပြည်နယ်စတဲ့ဒေသတွေမှာအဘူဂျင်းတွေဟာပုံမှန်တဲ့၃ညတသမ 5ဒီဂရီကနေပြီးတော့1ဒီဂရီဆင်ဂရီလောက်အထိပုံမူပူနိုင်တယ်လို့ခန့်မှန်းထားတဲ့အတွေ့2019ခုနှစ်လာမယ့်ညွေရာသီကာလအထိရာသီဥတုအနေထားကတော့လောလောဆယ်ခန့်မှန်းချက်အရပူပြင်း6ဒီဂရီရာသီဥတုကြုံတွေ့ရပွဲရှိတယ်လို့ခန့်မှန်းရရှိထားပါတယ်ဆက်လက်ပြီးတင်ပြလိုတာကတော့လာမယ့်ရက်တစ်ပတ်အတွက်မူလဝဒခန့်မှန်းချက်များဖြစ်ပါတယ် လာမယ့်တစ်ပတ်အတွင်းမိုးလေဝသကမ္ဘာကြီးများမနေပြမီဆောင်းရာသီကာလမှာရေပေါ်ရာအဖြစ်ကြုံတွေ့နေတဲ့တဘာဝပီးအနေထားနဲ့လက်ရှိလာနီညာရဲ့အနေထားတွေကိုဆက်လက်တင်ပြလိုပါတယ်မြန်မာနိုင်ငံရဲ့အရှိပဲပစိဖိတ်သမုဒ္ဒရာထဲမှာလာနီညာရာသီဥတုဟာဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်ဒီလာနီညာရာသီဥတုဟာအင်အားအဖြစ်တော့အနည်းငယ်သာရှိတာကိုတွေ့ရပါတယ်လာနီညာစောင့်ကြကြည့်ရှုရေး သတ်မှတ်ထားတဲ့ area လေးခုဖြစ်တဲ့ညညို1ညညို2ညညို3ညညို4စသဖြင့် area လေးခုရှိရမှာညညို3 4 area ထဲမှာပင်လယ်ရေမြင့်မြင့်ပူချိန်ဟာပုံမှန်ရင်အောက်3.5 degree centigrade ညော့နေနေတာကို တွေ့ရပါတယ်ဒီနေသားဟာ area လေးခုရှိတဲ့အနေနဲ့ area တစ်ခုမှာဒါပုံမှန်အောက်ကြာစင်းနေတဲ့အပြင်ကြာစင်းတဲ့အတိုင်းကြာကလည်းလာညညာအတွက်သတ်မှတ်ထားတဲ့တန်ဖိုး ကန့်တာကြာဆင်းနေတာတွေ့ရတဲ့အတွက်လာနီညာဖြစ်တော်လဲအင်အားမပြင်းမှုဆိုတဲ့အချက်ကိုကောက်ချက်ချလို့ရပါတယ်။အဲနောက်ပိုင်းမှာတော့ပစိဖိတ်ဘုရားရဲ့ရာသီဥတုကလာနီညာကနေပြီးတော့ဂျာနေရာသီဥတုကိုပူပြောင်းသွားမယ်လို့ပဲခံမှန်းထားပါတယ်။လာမယ့်ဂျော်လိုက်လာအထိခံမှန်းချက်ကတော့ဂျာနေရာသီဥတုတဲ့ပဲဆက်လက်သွားမယ်လို့ခံမှန်းထားပါတယ်။ဒုတိယချက်ကတော့လက်ရှိကာလဆောင်းရာသီဟာ ဆောင်းရာသီကာလရဲ့ထက်ဝက်ကိုကြော်လွန်နေပြီဖြစ်ပါလေမြန်မာနိုင်ငံမှာဆောင်းရာသီကာလကိုနေ့စဉ်နေ့တိုင်းဒီဇင်ဘာတရက်ကစပြီးတော့ February လကုန်အထိတတ်မှတ်ထားတဲ့အတွက်နောက်ထပ်ဆောင်းရာသီကာလဟာ February လကုန်အထိကျန်ရှိနေဦးမှာဖြစ်ပါလေဒီကာလမှာရေပုံရအဖြစ်အားကောင်းတဲ့ဆောင်းရာသီတစ်ခုဖြစ်ခဲ့မယ်ဆိုရင်တတိထားမယ်တဘာဝဘေးအချို့ရှိကြပါလေအဓိကအဖြစ်တဘာဝဘေး၃မျိုးကိုတတိထားဖို့လိုမှာဖြစ်ပါလေ ထမမျိုးစားကတော့သောင်းရသည်ကာလအတွင်းမှာအေးချက်လုံခဲ့မှုကြောင့်နာနခင်အချိန်ကာများမှာမြူတူများကြဆင်းတာချင်းပဲဖြစ်ပါလေမြူတူကြဆင်းနေဆိုတာကလေထဲမှာရှိတဲ့ရင်ငွေ့ဟာမြေပြင်ရဲ့အေးချက်ကြောင့်အည်ဖွဲ့ရမှရင်မုံရင်မွားလေးများဖြစ်လာပြီးမြေကြီးနဲ့ထိစပ်နေတဲ့လေတုအတွင်းမှာရင်မုံရင်မွားများလာရောက်ဖြစ်ပေါ်နေခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်အဲ့ဒီလိုဖြစ်ပေါ်နေမယ်ဆိုရင် လေတုကိုထိုးပေါက်ကြည့်ရမှာမြင်ကွင်းဟာညံ့ပြင်းလာလေးရှိပါလေအဝေးဆုံးမြင်နိုင်တဲ့အတိုင်းတာဟာ1ကီလိုမီတာတဲ့ကျော်လွန်ပြီးမမြင်ရတော့ဘူးဆိုရင်မိုးလေဝသပညာမှာမြူကြတယ်လို့သတ်မှတ်ပါတယ်အင်းလေးလို့တော့ miss လို့ခေါ်ပါတယ်တကယ်လို့ဝေးဆုံးမြင်နေတော့အတိုင်းတာဟာဖြစ်တဲ့မြူရမှာပါဝင်တဲ့ရေမှုန်တွေဟာအရေးအတွက်များလာတဲ့အတွက်ကြောင့်ဖြစ်စေ အရွယ်စားကြီးလာတဲ့အတွက်ကြောင့်ဖြစ်စေအဝေးဆုံးမြင်နေတဲ့အတိုင်းတာကပုံပုံယွန်နေလာပြီး10ကီလိုမီတာကျဲကျော်လွန်ပြီးမမြင်ရတော့ဘူးဆိုရင်တော့အဲ့ဒါကိုမြူတူအင်းနေလို့ fog လို့ခေါ်ပါတယ်အဲ့ဒီလိုမြူတူများကြားတဲ့အခါမှာရမန်ရန်ကအဝေးမြေတာညံပြင်းမှုတိတ်ဆိုးလာရင်တယောက်နဲ့တယောက်တော့မမြင်နိုင်တဲ့နေသားကြီးဖြစ်သွားတတ်ပါတယ်အဲ့ဒီလိုနေသားမျိုးမှာရွေးရှားသွားလာနေတဲ့ ယင်များဖြစ်တဲ့မော်တော်ကားရေယင်မီတာလေယင်စတဲ့ယင်အလုံးမှာမိမိရဲ့ခီးစဉ်ရဲ့ရှေ့မြင်ခွင့်မကောင်းတဲ့အတွက်ကြောင့်ရမယံကဘေဝတ်အန်ဒရယ်ကြုံတွေ့ရတတ်ပါလေအဲဒီလိုကြုံတွေ့တဲ့အခါမှာအသေးပြောက်အပြည့်စီများရှိတတ်တဲ့အတွက်ဒီကာလမျိုးမှာရေပုံရအဖြစ်ဆောင်းရသည့်ကာလမှာ မြူကျူကြောင့်ဖြစ်ပေါ်တတ်တဲ့သဘောဝဘေးအန္တရာယ်ကိုသတိပြုဖို့လိုမှာဖြစ်ပါတယ်။လောလောဆယ်အနေနဲ့တော့မြန်မာနိုင်ငံအထက်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာမြူများကျဆင်းနေပါတယ်။ဒါပေမဲ့အောက်ပိုင်းဒေသတွေမှာတော့ဒီနှစ်ကအေးပေါ်တဲ့ဆောင်းဖြစ်နေတဲ့အတွက်မြူကျတဲ့အန္တရာယ်အထိုက်လျော်တော့ရောနေနေတဲ့အတွက်အောက်ပိုင်းအန္တရာယ်များတဲ့အထက်ပိုင်းဒေသများမှာအန္တရာယ်ပုံမူပြီးကြီးနိုင်တယ်လို့ကောက်ချက်ချလို့ရပါတယ်။ဒုတိယအချက်ကတော့မိုးရွာသွန်းမှု ယွန်နေပြီလက်ရှိအချိန်ဒီမှာလည်းမြန်မာနိုင်ငံမှာမိုးလုံးဝမရွာတဲ့စကမ်းပေါင်းဟာတောင်ပိုင်းဒေသကလွှဲရင်ကြံတပြီလုံးလိုလိုဖြစ်နေတဲ့အတွက်မြေကြီးမှာအစိုးရများယွန်နေလာလေးရှိပါတယ်ဒီကမှာဆက်ပြိုးရေးအတွက်မြေစီလွာအောင်ရင်မရနိုင်တဲ့အတွက်ဒီပြဿနာကလည်းဆက်ပြိုးရေးလုပ်ငန်းမှာသတိပြုရမယ့်အချက်ဖြစ်ပါတယ်အဲ့ဒါပြင်မိုးရွာသွန်းမှုယွန်နေလာတဲ့အတွက်ကြောင့်အများအပြားမြေကြောင်းများမှာရေကြောင်းကျက်တဲ့အန္တရာယ်ကိုလည်းသတိပြုတွက်လာဖို့လိုမှာဖြစ်ပါတယ် တတိယအချက်ကတော့စောစောကတင်ပြခဲ့တဲ့အတိုင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာအရှိလီပြင်းများတိုက်ခတ်တတ်တဲ့အတွက်တင်းသားကြီးကံယူတန်းကန်းလွန်ဒေသစားတဲ့ဒေသတွေမှာလေတံလိုင်းကြောင်ကိုသတိပြုသွားလာဖို့လိုမှာဖြစ်ပါတယ်ဆက်လက်တင်ပြလိုတာကတော့လာမယ့်တစ်ပတ်အတွင်းမိုးလေဝသခမန်းချက်ဖြစ်ပါတယ်လာမယ့်တစ်ပတ်မှာမြန်မာနိုင်ငံတော်လုံးမှာ၆တွေ့တဲ့အနေထားမြေစည်းလောက်အောင်ရေ၆တွေ့တဲ့အနေထားဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်ဘင်္ဂလားဘင်လေးအောင်မြောက်ပိုင်းမှာတင်ကြီးငယ်ဖြစ်ထွန်းပြီးတော့ ကြံသေးတာဒီမှာတော့တင်တင်တင်ဖြစ်ထွန်းနိုင်ပါတယ်။လိုင်းမြင့်၃ပေမှ၆ပေမြမကန်ယူကြမှာရှိနိုင်ပြီးတော့ညအပူချိန်များအနေနဲ့အေးဆုံး၄ဒီဂရီစင်တီဂရိတ်မှ၁၀ဒီဂရီစင်တီဂရိတ်အပူချိန်တွေကိုကချင်ချင်းရှမ်းကယားတို့မှာတွေ့နေပြီးမန္တလေးမကွေးအေအော်ဒီစကိုင်းရခိုင်စတဲ့ဒေသတွေမှာ၁၇မှ15လောက်တိရှိနေပြီးကြံသေးတာကတော့16မှ20နှစ်တိရှိနေပါတယ်။တပီလုံးမှာကရန်လုံးရောင်ကြီးအညွန်ကိန်းအလုံးမြန်မာတဲ့အဆင့်မှာရှိနေပြီး မိုးရွာသွန်းမှုအနေနဲ့တော့တင်းသာအတိုင်းဒေသကြီးမှာနေရွက်ကြမိုးအနည်းငယ်ရွာသွန်းနိုင်ပြီးတော့ကြံဒေသအများပြားကတော့အများဖြင့်တိမ်အနည်းငယ်သို့မဟုတ်တာယာနိုင်ပါတယ်လို့ခမန်းရရှိထားပါကြောင်းတင်ပြရပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘေးအန်ဒရယ်မြတ်မှဂင်ဝေးနိုင်ကြပါစေ